အားလုံးပဲမင်္ဂလာပါမချင်းမင်းနစ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်မချင်းမင်းနစ်ပရိသတ်များအတွက်ဒီကနေ့ရွေးချယ်ထားတဲ့ animation လေးကတော့ How to Train Your Dragon 2010ရုပ်ရှင်လေးပဲဖြစ်ပါတယ် Buckle ခေါ်တဲ့ကျွန်းပေါ်မှာနေထိုင်တဲ့ Hickett ဆိုတဲ့ Viking ငယ်လေးကတခြားသူတွေနဲ့မတူဘဲနဲ့ငကားကိုမတိုက်ခိုက်နိုင်အောင်အားငယ်ပြီးတော့တနေမှာတော့ Knife Fury နဲ့တွေ့သွားတဲ့အခါမှာတော့သူ့ရဲ့ဘဝကပြောင်းလဲသွားခဲ့ပါတယ်ကယ်ဆင်သည့်ဖြစ်ပြီးဆိုရင်တော့ကျွန်တော်ရဲ့ Recap လေးကိုစတင်လိုက်ကြရအောင်ပါကျွန်တော်ကတော့ထုံးစံတိုင်းစီစဉ်တင်ဆက်သူဆက်ပဲဖြစ်ပါတယ် ျွန်းစုပေါ်မှာနေထိုင်ကြတဲ့ရွာသားတွေကတတော်ဝကြီးတွေစီကနေနေတိုင်းလို့လို့တိုက်ခိုက်တာကိုခံနေရပါတယ်။တခြားသောနေရာတွေမှာချင်းနေကြွက်တွေကဒုက္ခပေးတယ်လို့ပဲဒီနေရာမှာတော့ငကားကြီးတွေကသူတို့ရဲ့အကြီးဆုံးပြဿနာတစ်ခုဖြစ်နေခဲ့ပါတယ်။ညဘက်မှာငကားတွေရဲ့တိုက်ခိုက်မှုခံရတဲ့အတွက်ကို Viking တွေရဲ့ခေါင်းဆောင်ဖြစ်တဲ့ Stoic ကသူ့ရဲ့သား Hickett ကို Goba ရဲ့လက်နက်တိုက်တဲ့ကငကားတွေကိုတိုက်ခိုက်ဖို့လက်နက်တွေကိုတွားယူခိုင်းလိုက်ပါတယ်။ ဟေကက်ရဲ့တငယ်ချင်းတွေအပြင်တူကျိုင်းနေတဲ့ကောင်မလေး Instrap ပါငကားရစ်ကိုတိုက်ခိုက်နေကြပါရင်ဟေကက်ကတော့သူလည်းတိုက်ခိုက်ခြင်းပဲမယ်လို့သူ့မှာတိုက်ခိုက်နိုင်စွမ်းမရှိတဲ့အပြင်ပစိန်ကိုတော့မှမမနိုင်တဲ့သူလည်းဖြစ်ပါရင်ဘိုက်ကွင်းနဲ့အလုံးကတော့ငကားရစ်ကိုဖမ်းပြီးတော့စုနေတဲ့အချိန်မှာပဲအရန်ကမှအာကြီးတဲ့ Knife Fury ကောင်ကရရှိလာခဲ့ပြီးတော့ရှာသားရစ်ကိုတိုက်ခိုက်လိုက်ပါရင် Knife Fury ကတော့သူ့ကိုလူရှိသူရှိမှတစ်ခါမှကိုမပြဘူးတာကြောင့်သူဘယ်လိုပုံစံရှိလဲဘယ်လိုမျိုးဆွမ်းအားရှိလဲဆိုတာကိုဘယ်သူကမှတော့မသိကြပါဘူး အားလုံးကတော့ Night Fury ကိုမဖမ်းနိုင်ဖြစ်နေတော့မှပဲ Hacker ကတော့သူ့အဖေယုံကြည်မှုကိုရရှိဖို့အတွက်ဒီနည်းလမ်းပဲရှိတယ်ဆိုပြီးတော့တွေ့မိတဲ့အတွက်ကို Night Fury ကိုဖမ်းဖို့ဆိုပြီးတော့ထွက်လာခဲ့ပါ යි Hacker ကတော့တောင်ပေါ်မှာသူတီထွင်ထားတဲ့စက်ပစ္စည်းနဲ့ Night Fury ကိုပြစ်ပြီးတော့ချိန်ပစ်လိုက်ပါ යි Hacker ကတော့သူနိုင်ရရှိသွားတာကိုအားလုံးသိအောင်လို့ပြောဖို့ကိုလိုလိုက်ပေမဲ့လို့အိမ်မဆိုးမကောင်းဆိုးဝါးငကားကရရှိလာခဲ့ပြီးတော့မင်းနဲ့ကိုမှုတ်လိုက်ပါ යි ငကားကတော့ Hacker ကိုနိုင်ငံနီးမှာပဲ Stoic ကရရှိလာခဲ့ပြီးတော့ငကားရဲ့ခေါင်းကိုနှစ်ချက်လောက်ကိုထိုးလိုက်တဲ့အတွက်ငကားကလည်းထွက်ပြေးသွားခဲ့ပါ යි နဂါးတွေအလုံးကတော့ထွက်ပြေးလာခဲ့ပြီးတော့ရွာတွေကနွားတွေကိုလည်းတည်သွားခဲ့ပါတယ်။စတိုအက်ကတော့သူ့သားကြောင့်ကိုဖြစ်သွားတဲ့အပျက်စီးတွေကိုမြင်ပြီးတော့ဟိကက်ကိုပြန်ပြီးတော့ခေါ်ဆောင်သွားလိုက်ပါတယ်။ပြီးတော့သူကဟိကက်ကိုသူ့လိုသမျှအပျက်စီးတွေပဲဖြစ်စေတဲ့အတွက်ကိုနောက်ထပ်ဘယ်တော့မှနဂါးတိုက်ပွဲတွေမှာဝင်မပါဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။အရင်နောက်မှာတော့ခေါင်းဆောင်ကဘိုက်ကင်းတွေအလုံးကိုဆုလိုက်ပြီးတော့နဂါးအတိုက်ကိုရှာဖို့စီစဉ်ဆွဲလိုက်ကြပါတယ်။ဟိကက်ကတော့တော်ရဲကိုထွက်လာခဲ့ပြီးတော့မင်းညာကသူ့ဖမ်းခဲ့တဲ့ knife တွေကိုလက်ရှာလိုက်ပါတယ်။ သူကတော့တောထဲမှာငကားသွားတဲ့လမ်းကြောင်းတွေကိုတွေ့တဲ့အတွက်အဲ့ဒီအတိုင်းကိုလိုက်သွားရင်းနဲ့မီတာနည်းငယ်လောက်ရောက်တဲ့အခါမှာတော့ Knife Fury လဲကျနေတာကိုတွေ့သွားခဲ့ပါတယ်။ ဟက်ကာကတော့သူ့တောက်ကိုကင်ပြီးတော့ငကားအနားကိုဖိဖိချင်းကိုကတ်သွားခဲ့ပါ යි ။ဟက်ကာကတော့ငကားအနားကိုရောက်သွားတဲ့အခါမှာငကားကသူ့ကိုကြည့်နေတာကိုတွေ့လိုက်ရပါ යි ။ဟက်ကာကတော့သူ့အဖေဂုံယူရအောင်လို့ knife fury တွေကိုတတ်ဖို့လှုပ်လိုက်ပေမဲ့လို့မတတ်နိုင်ပါနဲ့။ knife fury တွေကိုချီထားတဲ့ဂျိုးတွေကိုဖိပေးလိုက်ပါ යි ။ knife fury ကတော့သူ့လူသားမှန်းကိုတီးတဲ့အတွက်ဟက်ကာပေါ်ကိုခုံအောင်လိုက်ပြီးတော့သူ့ကိုကယ်ထားတာကြောင့်ဟက်ကာကိုမတတ်ပဲနဲ့ကိုထွက်သွားခဲ့ပါ යි ။ဟက်ကာကလည်းအိမ်ပြန်လာလိုက်ခဲ့ပြီးတော့သူ့အဖေနဲ့ကိုတွေ့လိုက်ပါ යි ။ဟက်ကာကလည်းသူ့ငကားတွေကိုမတိုက်ခိုက်တော့ဘူးလို့ပြောနေပေမဲ့လို့သူ့ရဲ့အဖေကတော့လက်မခံပဲနဲ့ဟက်ကာကိုငကားတိုက်ခိုက်ရေးလေ့ကျင့်ပေးဖို့ကိုမနဲ့ပြန်မနဲ့ ်စမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။နောက်နေ့မနေ့မှကတော့ဟေကက်ကသူ့ရဲ့ပထမအုပ်ဆုံးအတန်းကိုတွားတက်ပြီးတော့အဲ့ဒီမှာသူနဲ့ရွယ်တူရွာတွေကလူငယ်လေးတွေနဲ့ကိုတူတူလေးချင်းရမှာလည်းဖြစ်ပါတယ်။ဂေါ်ဘာကတော့သူတို့ဆရာဖြစ်ကိုလေးချင်းပေးရမှာလည်းဖြစ်ပါတယ်။ဂေါ်ဘာကတော့ပထမအုပ်ဆုံးတန်ငန်းစာအနေနဲ့သူတို့ကိုတိုက်ခိုက်ဖို့ Grand Gain ငကားကိုလွှတ်ပေးလိုက်ပါတယ်။ ဟက်ကာကတော့တိုက်ခိုက်ဖို့ကိုဒိုင်းနဲ့လက်နက်ကိုကောက်ယူနေတော့မှပဲအာလုံကတော့တိုက်ခိုက်ဖို့ကိုအဆင်သင့်ဖြစ်နေပါပြီသူတို့ခြားရောကတော့ငကားကိုတိုက်ခိုက်ရမှာဖြစ်ပေမဲ့တယောက်ချင်းစီကငကားတိုက်ခိုက်တာကိုခံရပြီးရှုံသွားကြပါပြီဟက်ကာနဲ့အထရီတို့နှစ်ယောက်ကပဲချန်နေခဲ့ပြီးတော့ဟက်ကာကတော့ကြောက်ကြောက်နဲ့ကိုတောင်းကပ်နေလိုက်ပါတယ်ငကားကတော့ဟက်ကာကိုမိမုတ်ခံပြီးမှပဲဂေါ်ဘာကတော့တားလိုက်ပြီးတော့ငကားကိုလှောင်ရင်းထဲကိုပြန်ထည့်လိုက်ပါတယ်အတန်ပြီးတော့တဲ့နောက်မှာတော့ဟက်ကာကမနေ့က knife fury ရှိတဲ့နေရာကိုတွားကြည့်လိုက်ပြီးတော့အန်အောစီယာကောင်းဆောင်နဲ့ knife fury ကခုထိအဲ့ဒီမှာပဲရှိနေသေးတာကိုတွေ့လိုက်ရပါတယ် ိုင်ဖူရီကတော့ပြောကြတော့ကအမီးကိုတွားထိခိုက်မိပြီးတော့တိတ်မပြန်တန်းတော့တဲ့အတွက်ကိုအဲ့ဒီနေရာကနေကိုမထွက်နိုင်တာလည်းဖြစ်ပါရင်နိုင်ဖူရီကတော့ဟိတ်ကက်ရှိနေတာကိုတတိထားမိသွားတဲ့အတွက်ကိုဟိတ်ကက်ကလည်းထွက်သွားခဲ့ပါရင် အရင်ကမှတော့ဟိကက်ကနဂါးရီအချောင်းရေးထားတဲ့စာအုပ်ကိုဖတ်ကြည့်ပြီးတော့အထင်မှားတော့သူတို့တွေ့ဘူးသမျှနဂါးရီအချောင်းကိုရေးသားထားတာပဲဖြစ်ပါတယ်။ဟိကက်ကတော့ knife fury လို့ထင်ရတဲ့ဟာတွေကိုတွေ့တွားပေးမယ်လို့ knife fury ကိုဘယ်သူမှကိုမတွေ့ဘူးတာကြောင့်နာမည်ပဲရှိနေပြီးတော့ဘာမှကိုမှမရေးထားတာကိုတွေ့လိုက်ရပါတယ်။ stone နဲ့သူ့ရဲ့လူတွေကတော့နဂါးတိုက်ကိုသာရှာတွေ့ပြီးတော့ဖျက်ဆီးလိုက်ရင်တော့နဂါးရီကကြောက်ပြီးတော့ထွက်ပြေးလိမ့်မယ်ဆိုပြီးတော့တွေးမိတာကြောင့်နဂါးတိုက်ကိုလိုက်ပြီးတော့ရှာနေပါတယ်။ မနေ့ရောက်တဲ့အခါမှာကတော့ဟစ်ကက်ကသူ့ရဲ့အဖွဲနဲ့တူတူလေ့ကျင့်ရေးဆင်းရပြီးတော့ကဘာကတော့ငကားတကောင်ကိုလွတ်ပေးလိုက်ပါရင် Fish Slash ကတော့သူတီထားသမျှငကားအကြောင်းတွေကိုအသုံးချပြီးတော့တိုက်ခိုက်ဖို့ကိုလုပ်နေခဲ့ပါရင်ဒါပေမဲ့လို့ Rush Net နဲ့ကိုမှာ Torchnet တို့အမှိုင်းကြီးကိုနှစ်ယောက်ကတော့ငကားကိုတိုက်ခိုက်ဖို့အတွက်ကိုရန်ဖြစ်ဖို့ပဲအားတန်နေခဲ့ကြပါရင် Snorlock ကတော့သူရဲ့တိုက်ခိုက်စွမ်းရည်ကိုအထွေအထင်ကြီးသွားအောင်လုပ်လို့ပြင်မယ်လို့နှစ်ယောက်စလုံးကတော့အန်နီရဲ့ဖြစ်အောင်ပဲလုပ်မိလိုက်ပါရင်သူတို့ထွက်ပြေးဖို့ကိုစူးစမ်းတော့မှာပဲ Astrid က Hiccup ပေါ်ကိုပြုတ်ကျသွားခဲ့ပြီးတော့ငကားကတော့သူတို့ကိုတိုက်ခိုက်ဖို့ကိုပြင်ဆင်လိုက်ပါရင်အထွေကတော့ဒိုင်းမှာစိုက်နေတဲ့ပစိန်ကိုခူပြီးတော့ငကားကိုရိုက်လိုက်တဲ့အတွက်ကိုငကားကလည်းထွက်သွားခဲ့ပါရင် ေချင်းရပြီးသွားတဲ့နောက်မှာတော့ဟေကက်က Night Fury ရှိရဲ့နေရာကိုသွားလိုက်ပြီးတော့ဒီတခါတော့ Night Fury စားဖို့၅ပါယူလာခဲ့ပါ යි Night Fury ကလည်းဘိုက်စာနေပြီဖြစ်တဲ့အတွက်ကိုစားဖို့ပစံဟားလိုက်တဲ့ခါမှာတော့ဟေကက်ကတော့ Night Fury မှာသွားမရှိတာကိုတွေ့လိုက်ရပါ යි ဒါပေမဲ့လည်းစားစားတဲ့ချိန်မှာတော့သွားတွေကထွက်လာခဲ့ပါ යි ဆာပြီးတော့တဲ့နောက်မှာတော့ knife fury ကဟစ်ကက်နားကိုကတ်လာခဲ့ပြီးတော့ဟစ်ကက်စာဖို့သူတွေကငါးတပိုင်းကိုအန်ထုတ်ပေးလိုက်ပါရင်ဟစ်ကက်ကလည်း knife fury နဲ့ရင်းနှီးသွားအောင်လို့သူ့ရှိမှာငါးကိုတကယ်စာပြလိုက်ပါရင်ဟစ်ကက်ကတော့ knife fury နဲ့ရင်းနှီးအောင်နေဖို့ကိုစ조사ပေးမယ်လို့ knife fury ကတော့ထွက်ပြေးသွားခဲ့ပါရင်ဟစ်ကက်ကတော့ဆွေးမလျှော့သေးဘဲနဲ့ knife fury နောက်ကိုဆက်လိုက်ပြီးတော့သူ့မိတန်ရရနေတာကိုတွေ့သွားခဲ့ပါရင်နိုင်နေငယ်ကြာသွားတဲ့ခါမှာတော့ဟစ်ကက်ကထပ်မသွားသေးပဲနဲ့မြေကြီးပေါ်မှာဒုံချောင်းထဲကိုပုံဆွေးနေခဲ့ပါရင်နိုင်ဖူရီကတော့သူ့ဆွေးနေတာကိုကြည့်ပြီးတော့တစ်ကိုင်းချောင်းတစ်ခုကိုယူလိုက်ပါရင် ပြီးတော့နောက်မှာတော့သူကလည်း Hickey ဆွဲတယ်လို့ပကြီးလိုက်ဆွဲလိုက်ပါတယ်။ Hickey ကတော့ Knife Fury ဆွဲထားတဲ့ပုံတွေကိုမထီအောင်လို့ရှောင်ပြီးတော့ Knife Fury နားကိုရောက်အောင်လူလာခဲ့ပါတယ်။သူနားကိုရောက်ပြီးတော့စကန်ပိုင်းလောက်မှာပဲ Knife Fury ကလည်းထွက်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ Hickey က Goba ရဲ့သူ့ရဲ့ဖွဲ့ရင်နဲ့တူတူမိဘုံပွဲလုပ်ပြီးတော့ Goba ပြောတာတွေကိုလည်းနားထောင်ရင်းနဲ့အတွေ့လွန်နေခဲ့ပါတယ်။ကဘာကတော့ငကားတွေကဆိုးရလုံးနဲ့တာရဲကြီးတွေဖြစ်တာကြောင့်အားလုံးကိုရှင်းထုတ်ပြရမယ်ဆိုပြီးတော့ပြောလိုက်ခဲ့ပြီးတော့ဟိကက်ကတော့အဲ့ဒါကိုလက်မခံခဲ့ပါဘူးဟိကက်ကတော့အဲ့ဒီနေရာကထွက်လာခဲ့ပြီးတော့သူ့လုံလုံတဲ့နေရာကိုရရှိလာခဲ့ပါပြီ တကောရနိုင်ဖူရီရဲ့အမိအတွက်ကိုအစာထိုးပြီးတော့ပြန်တန်းလို့ရမယ့်ပစ္စည်းတစ်ခုကိုတီထွင်လိုက်ပါတယ်။မနေ့ဆော့ဆော့ရောက်တဲ့အခါမှာတော့ဟစ်ကက်ကနိုင်ဖူရီရှိရဲ့နေရာကိုလာခဲ့ပြီးတော့နိုင်ဖူရီကိုအစာကျွေးလိုက်ပါတယ်။သူစားစားနေတော့မှပဲဟစ်ကက်ကနိုင်ဖူရီအမိကိုသူထွင်ထားတဲ့ဆက်ပစ္စည်းကိုတက်ပေးလိုက်ပါတယ်။ ဲ့ဒီအချိန်မှာပဲ Night Fury ကထပြန်လိုက်ပြီးတော့ Hickok ကလည်းသူ့ရဲ့အမီးပေါ်ကနေပါသွားခဲ့ပါ යි Hickok ကလည်းအမီးကိုမဖွင့်ရသေးတာကြောင့်အမီးနှစ်ဖက်စလုံးကဟန်ချက်ညီအောင်လို့ဖွင့်ပစ်လိုက်တဲ့အခါမှာတော့ Night Fury ကလည်းကကောက်မမပြန်တန်းနိုင်ခဲ့သွားပါပြီ Night Fury ကတော့ပြန်တန်းနိုင်သွားတဲ့အတက်ကို Hickok ကိုရေထဲကိုပစ်ချလိုက်ပေမဲ့လို့သူ့ရဲ့မီးကိုဟန်ချက်ညီအောင်လို့ထိမ့်ပေးမဲ့သူမရှိတာကြောင့် Night Fury ကလည်းမပြန်နိုင်ဘဲကိုပြုတ်ချသွားခဲ့ရပါ යි အဲ့ဒီနောက်မှာတော့ Hickok ကလေ့ကျင့်ရင်းကွင်းထဲမှာသူ့ရဲ့တငယ်ချင်းတွေနဲ့အတူတူလေ့ကျင့်နေခဲ့ပြီးတော့ဒီတစ်ခါသူတို့ရင်ဆိုင်ရမှာကတော့ခေါင်းနှလုံးတကာပဲဖြစ်ပါ යි ခေါင်းက gas ကွင်းတွေထုတ်ပြီးတော့နောက်တစ်ခေါင်းကတော့လျှက်စစ်မီလောင်အောင်လုပ်နေတာ ပဲဖြစ်ပါရင်ဟေကာကတော့လျှက်စစ်နဲ့မီလောင်စီတဲ့ခေါင်းကိုမီးမမုန်နိုင်အောင်လို့ရင်ထဲကိုပတ်ဖို့လိုလိုက်ပါရင်ဟေကာကတော့ရင်ထဲကိုပတ်လိုက်ပေမဲ့လို့ငကားကတူးထက်ကိုမြင်နေတာကြောင့်ရင်မထိပဲဖြစ်သွားခဲ့ရပါရင်ငကားကတော့သူ့ကိုတိုက်ခိုက်ဖို့ကိုလိုလိုက်ပေမဲ့ဟေကာကတော့လက်ကိုဆန်းထုတ်လိုက်ပြီးတော့ငကားကိုနောက်ဆုတ်ဖို့ကိုချိန်မောင်းလိုက်ပါရင်ငကားကလည်းနောက်ဆုတ်ပြီးတော့လှောင်ရင်ထဲကိုပြန်ဝင်သွားတာကြောင့်အဲ့ဒါကိုကြည့်နေတဲ့သူ့ရဲ့ဖွဲနဲ့ဂေါ်ဘာရူကတော့အရန်ကိုအံ့ဩသွားခဲ့ကြရပါရင်လေ့ကျင့်ရပြီးတော့ဟေကာကလည်းသူ့လုံးလုံးတဲ့နေရာကိုသွားခဲ့ပြီးတော့ knife fury အတွက်ကိုအမိထက်ပြင်ပေးလိုက်ပါရင် သူကတော့အမီတစ်ကို Knife Fury C မှာစမ်းတက်ကြည့်လိုက်ပြီးတော့သူ့ရဲ့တိချွေမှုကမလုံလောက်သေးတာကြောင့်ထလဖို့အတွက်ကိုဆုံးဖြတ်လိုက်ပါ යි ။ Hacker ကတော့အမီကိုတဆင်းထက်မြင့်ပြီးတော့ Knife Fury C ကိုထပ်ပြီးတော့စမ်းတက်ကြည့်လိုက်ပါ යි ။ဒီတစ်ခါမှာကလည်း Knife Fury ကမျက်ခင်းပြင်ပေါ်ပြုတ်ကျသွားခဲ့ပြီးတော့ Hacker ကလည်းငကားရီရဲ့အားနည်းချက်ကိုတည်သွားခဲ့ရပါ යි ။နောက်နေ့လေ့ကျင့်ကွင်းမှာတော့ Hacker ကမျက်လေးရီကိုတုံပြီးတော့ငကားကိုစစ်ညင်အောင်လုပ်လိုက်ပါ යි ။ Hacker ကတော့နည်းနည်းချင်းစီကိုငကားရီကိုထိန်ချုပ်လာနိုင်ခဲ့ပါပြီ။ ဟေကဲကတော့တူချလန်နဲ့ကိုတစ်ခါတွေ့တိုင်းကိုမှနဂါရီကိုထိန်းချုပ်ဖို့နီလန်တစ်ခုကိုတရှိလာခဲ့ပြီးတော့အဲ့ဒီနီလန်တွေကိုလေ့ကျင့်ရေးမှလည်းပြန်ပြီးတော့အသုံးချလိုက်ပိုင်းသူရဲ့နီလန်တွေကြောင့်စစ်တီတော်တွေကသူ့ကိုယဉ်နီလာကြတာလည်းဖြစ်ပိုင်းအက်စထရီကတော့ဟေကဲနဲ့အဲ့ဒီလိုမျိုးနီလန်တွေကိုသဘောမချဘဲနဲ့နဂါရီကိုလက်နက်နဲ့ကိုတိုက်ခိုက်မှပဲတကယ်အစ်စ်မှန်အနံ့ရတာဆိုပြီးတော့ထင်နေခဲ့ပိုင်းဒီနေ့မှကတော့အက်စထရီကတော်ရင်မှလေ့ကျင့်ရင်နဲ့ဟေကဲနဲ့ကိုတွေ့တာကြောင့်သူဘာလုပ်နေလဲဆိုတာကိုလိုက်ချောင်းလိုက်ပေမဲ့လို့ဟေကဲကတော့အက်စထရီကိုမျက်ခြေဖြတ်နိုင်ခဲ့ပိုင်း ဟက်ထရစ်ကတော့ဒူချလန်နဲ့ကိုမှတူတူပြန်တန်းလာနေရင်းနဲ့ပဲသူ့ရဲ့အမေတူကအောင်မြင်လို့နှိပါဖြစ်နေခဲ့ပြီးတော့နနေကိုညှိလိုက်ရင်ရပြီဆိုတာကိုတည်သွားခဲ့ပါတယ်။စတိုအိတ်နဲ့သူ့ရဲ့အဖွဲ့ကိုတင်မော့ကပြန်လာခဲ့ကြပြီးတော့ဂေါဘာကတော့သူတို့ကိုလာကြိုလိုက်ပါတယ်။စတိုအိတ်ကတော့သူတို့အစီအစဉ်ကြရှုံးပြီးတော့အတိုက်ကိုမတွေးခဲ့ဘူးဆိုပြီးတော့ပဲပြောလိုက်ပါတယ်။ကောဘာကတော့တရင်ကောင်းနေနဲ့ဟိကက်ကအခုဆိုရွာထဲမှာနမဲကြီးနေပြီဆိုပြီးတော့ပြောလိုက်တဲ့အတွက်ကိုစတိုအိတ်ကလည်းအောင်းအောင်သွားခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပဲဟိကက်နဲ့တူချလက်တို့ကဟိကက်လှုပ်ထားတဲ့အမေတစ်ကိုပြန်တန်းဖို့ကိုလေ့ကျင့်နေကြပါတယ်။ ပြန်တန်းနေရင်လည်းဟေကန်ကတော့ဒူရှလန်နဲ့ကိုကြောပေါကားနေကိုလက်လွတ်မိပြီးတော့ညစလုံးကတော့ပြုတ်ချသွားခဲ့ရပါတယ်။ဒူရှလန်ကတော့အမီးကိုဟန်ချဲညီအောင်လို့မထိန်နိုင်သေးတဲ့အတွက်ကိုအောက်ထီကိုပြုတ်ချဖို့ကိုဖြစ်နေခဲ့ပြီးတော့ဟေကန်ကလည်းသူ့ရဲ့ကြောပေါရအောင်လို့ပြန်တက်ပြီးတော့ထိန်ပစ်လိုက်ပါတယ်။သူတို့ကတော့ထပ်ပြန်တန်းခဲ့ပြီးတော့ကြောက်တန်းတွေဂျာရဲကနေကိုပြန်တန်းလိုက်ပါတယ်။ ်တွစ်လက်ကလည်းပြောပြီးတော့ပါဇက်ကနေစွမ်းအင်တချို့ကိုထုတ်လိုက်ပါတယ်။အဲဒီနောက်မှာတော့သူတို့နှစ်ယောက်ကခနာကိုနားလိုက်ကြပြီးတော့တခြားသောနဂါတေးသေးလေးတွေကအစာစားဖို့သူတို့နားကိုရရှိလာခဲ့ကြပါတယ်။တွစ်လက်ကတော့သူ့ရဲ့အစာကိုမျှမကျွေးခြင်းတဲ့အတွက်ကိုမောင်းထုတ်လိုက်ပေမဲ့လို့ဟီကက်ကတော့စားစရာတစ်ခုကိုကျွေးလိုက်ပါတယ်။ က်ကက်ကလည်းသူတို့တွေကတကောင်နဲ့ကိုခင်သွားခဲ့ပြီးတော့ဘိုင်ကွင်းနဲ့တီထားခဲ့တဲ့ငကားတွေအကြောင်းကအမှန်မဟုတ်ဘူးဆိုတာကိုတီးလိုက်ရပါတယ်။အရင်ညမှာတော့စတိုအစ်ကဟိကက်စီကိုလာပြီးတော့သူ့ရဲ့တားအတွက်ကိုဂုဏ်ယူကြောင်းနဲ့ဟိကက်ကလည်းရန်တော်တဲ့ငကားဖန်သူတီးရဖြစ်လာမှာဆိုပြီးတော့ပါပြောလိုက်ပါတယ်။စတိုအစ်ကတော့ဟိကက်ကိုဘိုင်ကင်းခေါင်းဆောင်ပေးလိုက်ပြီးတော့မနေ့ပြန်ပြန်ကွင်းမှာဝှဖို့ဆိုပြီးတော့ပြောလိုက်ပါတယ်။နောက်နေ့မနေ့မှာတော့ဟိကက်ကသူ့ဖေဆန္ဒအရခေါင်းဆောင်ဝှက်ပြီးတော့ပြန်ကွင်းထံကိုဝင်ရောက်လာခဲ့ပါတယ်။သူတို့ကဒီတစ်ခါမှာတော့ Grand Canyon ရဲ့ကောင်မှာရင်ဆိုင်ရမှာဖြစ်ပြီးတော့ Astrid ကသူ့နိုင်ယူမှာမလို့ Hickett ကိုဘေးဖက်နေဖို့ကိုပြောလိုက်ပါတယ်။ အက်စထရီကတော့ဂရန်ကယ်ကိုတိုက်ခိုက်ဖို့ကိုထွက်လာတဲ့အချိန်မှာပဲဟေကေကတော့ငကားနဲ့ကောင်းကိုပုတ်ပေးပြီးတော့လဲကြအောင်လို့လှုပ်လိုက်ပြီးလည်းဖြစ်ပါ යි အာလွန်ကတော့ဟေကေကိုအောင်းနိုင်သူဖြစ်ကုန်မှာဂုံပြူလိုက်ကြပါ යි အခုသူဘိုကင်းဖြစ်ဖို့အတွက်ကိုကြံတဲ့တစင်ကတော့ငကားကိုတက်ရမယ့်အဆင့်ပဲဖြစ်ပါ යි ူနဲ့သဘောထားမတူညီတဲ့လူတွေကြားထဲမှာနေရတာကိုမပြောတဲ့ဟစ်ကစ်ကတော့တူရှလက်ကိုတွေ့ရဖို့အတွက်ကိုမှတော်ရက်ကိုထွက်လာခဲ့ပါပြီ။သူကတော့တူရှလက်နဲ့တူတူထွက်သွားဖို့ကိုလုံးနေပေမဲ့လည်း Astray ကတော့သူ့ရဲ့အစီအစဉ်တွေကိုဖျက်ဆီးဖို့ကိုရလာခဲ့ပါပြီ။ Astray ကတော့ဟစ်ကန်နဲ့ငကားရီနဲ့ကိုဆက်သွင်းနိုင်တဲ့လှုပ်ဝဲချက်ကဘာလဲဆိုပြီးတော့မေးလိုက်ပါပြီ။ Astray ကတော့သူရှုံးသွားတဲ့အတွက်ကိုဒေါသထွက်နေတာကြောင့်ဟစ်ကက်ကိုတိုက်ခိုက်လိုက်ပြီးတော့အဲ့ဒီအချိန်မှာပဲတူရှလက်ကဟစ်ကက်ကိုကဲဖို့ကိုရလာခဲ့တာလည်းဖြစ်ပါပြီ။ Astray ကတော့ငကားကိုမြင်တဲ့အတွက်ကိုတတ်ဖို့ကိုလိုလိုက်တာကြောင့်ဟစ်ကက်ကတော့ဂျာရဲကနေကိုတားလိုက်ရပါပြီ။ဟစ်ကက်ကတော့တူရှလက်ကိုလည်းဒါကသူ့ရဲ့တ ငယ်ချင်းဆိုပြီးတော့ရှင်းပြလိုက်ပေမဲ့ Astrid ကတော့ထွက်ပြေးသွားခဲ့ပါတယ်။ Hagen နဲ့ Tushlet တို့ကတော့ Astrid ကိုပြန်ဆွဲခေါ်လာခဲ့ပြီးတော့ Tushlet ကတော့ Astrid ကိုတစ်ပင်ပေါ်မှာချိန်လိုက်ပါတယ်။ Hagen ကတော့သူ့ကိုရှင်းပြဖို့ကိုခွင့်ရပေးပေးမယ်လို့ပြောလိုက်ခဲ့ပြီးတော့ Astrid ကို Tushlet ကြောပေါ်ကိုဆွဲတင်လိုက်ပါတယ်။အဲဒီနောက်မှာတော့သူတို့ကတိမ်တွေကိုထိလို့ရတဲ့အထိကိုမှပြန်တန်းလိုက်ကြပြီးတော့ Astrid ကလည်းသူမြင်ခဲ့ရတဲ့အရာတွေကြောင့်အံ့ဩနေခဲ့ရပါတယ်။ ခဏကြာမှာတော့တူရှလက်ရဲ့ဘေးနားမှာတခြားသောငကားတွေအများကြီးပြန်တန်းလာတာကြောင့်တူရှလက်ကလည်းသူတို့နောက်ကိုလိုက်ပြီးတော့ပြန်တန်းသွားခဲ့ပါပြီ။သူတို့ကတော့ဂူတခုတဲကိုဝင်သွားခဲ့ပြီးတော့တူရှလက်တို့ကလည်း Google လေးကနေငကားတွေဘာလို့နေကြလဲဆိုတာကိုကြည့်လိုက်ပါရင်ငကားတွေကတော့သူတို့ရလာသမျှအစားအစာတွေအားလုံးကိုတွင်းနဲ့ကြီးတဲ့ကိုပြစ်ချလိုက်ကြတာကိုတွေ့လိုက်ရပါပြီ။အဲ့ဒီအချိန်မှာပဲ Grand Gate ကောင်ကစားစရာတစ်ဝက်ကိုသူစားမိလိုက်တာကြောင့်နည်းနည်းလေးတော့ပြစ်ချပေးလိုက်ပါပြီ။ အဲ့ဒီအချိန်မှာပဲတွင်းထဲကနေအီယာမန်ငကားကြီးကလည်းထွက်လာခဲ့ပြီးတော့ Grand Gate ကိုစားသွားခဲ့ပါရင်ငကားကြီးကတော့ Touchlet တို့ကိုလည်းမြင်ပြီးတော့စားဖို့ကိုလိုလိုက်တာကြောင့် Touchlet တို့ကရောတခြားသောငကားတွေအားလုံးကပါဂူရဲကနေကိုထွက်လာခဲ့ကြပါရင်ပြန်ရောက်တဲ့အခါမှာတော့ Astrid ကငကားတွေတရိတ်ဆန်တွေကိုခိုးရတာကသူတို့ဘယင်မကိုကြွေးရမှာမလို့ဖြစ်ပြီးတော့မကြွေးရင်အသက်ခံရမှာဖြစ်တာကြောင့်ကိုပြောက Stoic ကိုလည်းတွားပြောပြဖို့ကိုလိုလိုက်ပါရင်ဟိကကတော့တားလိုက်ခဲ့ပြီးတော့သူအဲ့ဒီလိုမျိုးပြောလိုက်လို့ touch app အကြောင်းကိုတည်သွားကြရင်တော့သူရဲ့တငယ်ချင်းအသက်ခံရမှာဆိုရင်တော့ astrid ကိုခဏကိုလှုပ်ဝက်ထားပြီးပို့ကိုပြောလိုက်ခဲ့ပါရင် ဟေကကတော့သူရဲ့နည်းငယ်လောက်ကိုမှစဉ်းစားလိုက်အောင်မယ်ဆိုပြီးတော့ပြောတဲ့အတွက်ကိုအက်စတရေကတော့သူ့ကိုနမ်းမိပြီးတော့အိမ်ပြန်သွားခဲ့ပါရင်နောက်နေ့မနေ့ရောက်တဲ့အခါမှာကတော့ဟေကကဘိုကင်းဖြစ်ဖို့ကိုနောက်ဆုံးစစ်ဆေးချက်အနေနဲ့ငကားကိုအတေတိုက်ခိုက်ရမှလည်းဖြစ်ပါရင်ဟေကကတော့ခေါင်းဆောင်ဆောင်ပြီးတော့ပစိနဲ့ဓာတ်ကိုယူလိုက်ပါရင်သူတိုက်ခိုက်ရမယ့်ငကားကတော့သွေးစာနေတဲ့အိမ်မဆိုးငကားဖြစ်ပြီးတော့ငကားကတော့တိုက်ခိုက်ဖို့ကိုအသင့်ပြင်နေတဲ့အနေနဲ့ဒီကိုလုံးမီးတွေဖုံးအောင်လုပ်လိုက်ပါရင် တိုက်ခိုက်ခံနီးမှာပဲဟစ်ကက်ကလက်နက်တွေအလုံးကိုချလိုက်ပြီးတော့ငကားကိုစိတ်ညင်အောင်လို့ဟိုးအတွက်ကိုကြိုးစားလိုက်ပိုင်းငကားကတော့ညင်နေတော့မှာပဲစတိုအစ်ကအွန်လိုက်တာကြောင့်ငကားကတော့လန့်ပြီးတော့ဟစ်ကက်နောက်ကိုပြေးလိုက်လာခဲ့ပါတယ်တူလက်ကတော့မိုင်းတွေအများကြီးအကွာကနေသူ့ရဲ့တငယ်ချင်းအော်တန်ကိုကြားလိုက်ရတဲ့အတွက်ကိုတောင်ကုန်းပေါက်ကိုတက်ပြီးတော့ပြန်ကွင်းစီကိုပြေးလာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအက်စတွေကဟစ်ကက်ကိုကဲဖို့ပစိန်နဲ့ကိုမှအထဲကိုဝင်လာခဲ့ပြီးတော့စတိုအစ်ကလည်းသူ့ကိုထွက်ပြေးလို့ရအောင်လို့ကွင်းကိုဖွင့်ပေးလိုက်ပါတယ်ဒါပေမဲ့လည်းငကားကတော့ဟစ်ကက်ကိုကြောင်းပိတ်ထားလိုက်ပြီးတော့အချိန်ကြိုက်ပဲတူလက်ကတော့ရရှိလာခဲ့ပါတယ် တူရှလက်ကတော့ပြန်ကွင်းကတန်းတွေကိုဖျက်ဆီးပစ်ပြီးတော့ကွင်းထဲကိုဝင်လာလိုက်ပါတယ်။ တူရှာကတော့သူ့ရဲ့တငယ်ချင်းတွေကိုကောက်ခွဲဖို့ငကားကိုတိုက်ခိုက်လိုက်ပြီးတော့ငကားကလည်းအနောက်ကိုပြန်ပြီးတော့ဆုတ်သွားခဲ့ရပါတယ်။ဒါပေမဲ့လည်းဘိုင်ကင်တွေကတော့တူရှာကိုဖမ်းဖို့ကိုရောက်လာခဲ့ကြပြီးတော့ဟစ်ကဲကတော့တားပေမဲ့လို့သူတို့ကတူရှာကိုဖမ်းသွားခဲ့ကြပါတယ်။စတိုအက်ကတော့ဟစ်ကဲနဲ့ကိုမှတွေ့လိုက်ခဲ့ပြီးတော့သူတစ္ဆာဖောက်တယ်လို့ခန်စားလိုက်ရတယ်လို့လည်းပြောလိုက်ပါတယ်။စတိုအက်ကတော့နှစ်တိုင်းဘိုင်ကင်တွေကငကားတွေကြောင့်တေချာရတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ဟစ်ကဲကလည်းငကားတွေကလည်းဘိုင်ကင်တွေကြောင့်တေချာရပြီးတော့သူတို့ကသူတို့ကိုသူတို့ကောက်ခွဲဖို့လုပ်နေတယ်ဆိုတော့ကိုလည်းပြောပြလိုက်ပါတယ်။ပြီးတော့သူတို့တရိတ်ဆန်တွေကိုခိုးရတာကလည်းသူတို့ရဲ့ဘယင်မောက်ကိုကျွေးရမှာမလို့ဖြစ်ပြီးတော့ အစမယူနိုင်ရင်တော့မှအသက်ခံရမယ်ဆိုတာကိုပြောပြလိုက်ပါတယ်။အဲဒီစကားကိုကြားပြီးတော့ Stoic ကတော့ Twitchlet ကသူ့ရဲ့သားကိုငကားအတိုက်စီကိုခေါ်သွားတယ်ဆိုတာကိုတီသွားတာကြောင့်ငကားအတိုက်စီကိုသွားဖို့အတွက် Twitchlet ကိုအတုံးချဖို့ဆိုပြီးတော့လုပ်လိုက်ပါတယ်။ Hacker ကတော့သူ့ဖေကိုတားပေးမယ်လေ Stoic ကတော့သူ့ရဲ့စကားကိုလုံးဝကိုဂယူမဆိုင်ဘဲနဲ့ထွက်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ဘိုက်ကင်းတွေအားလုံးကတော့တင်းမောတွေပြင်လိုက်ကြပြီးတော့ Twitch လက်ကိုငကားအတိုက်စီကိုလမ်းပြဖို့ကိုချုပ်လိုက်ပါပြီ။သူတို့ထွက်သွားတဲ့ခါမှာတော့ Astrid က Hickett ကိုလာနှစ်တိတ်ပေးလိုက်ပြီးတော့ Hickett ကတော့သူ့ရဲ့တငယ်ချင်းကိုတွားခဲ့ဖို့ကိုအစီအစဉ်ဆွဲလိုက်ပါပြီ။ Hickett ကတော့ငကားလောင်အိမ်ထဲကိုငကားတစ်ကောင်ကိုစီးပြီးတော့ Twitch လက်ရှိတဲ့စီကိုလိုက်သွားဖို့ကိုငကားလောင်အိမ်သွားဖွင့်တဲ့အချိန်မှာပဲ Hickett ကတော့အဖွဲရရှိလာခဲ့ပြီးတော့သူတို့ကလည်းကူညီပေးမယ်ဆိုပြီးတော့ပြောလိုက်ပါပြီ။ ပထမဆုံးအနေနဲ့အိမ်မက်ဆိုးနဂါးကိုမိတ်ဆွေဖွဲ့ရမှာဖြစ်ပြီးတော့နဂါးကတော့ snow long နဲ့ကိုမှအဖွဲချသွားခဲ့ပါတယ်။တခြားသောနဂါးတွေကလည်းထွက်လာခဲ့ပြီးတော့ကုညီဘုတ်ကိုအဆင့်သစ်ပြင်လိုက်ကြပါတယ်။အဲဒီအချိန်မှာပဲဘိုင်ကွင်းတွေကနဂါးအတိုင်းရှိတဲ့နေရာကိုရရှိလာခဲ့ကြပြီးတော့ကြောက်တုံးတွေအပြည့်ကိုဖုံးနေတဲ့တောင်ကြီးနဲ့ကိုပဲတွေ့လာရပါတယ်။သူတို့ကတော့ကြောက်တုံးတွေကိုဖြိုလိုက်တဲ့အခါမှာတော့ကိုတခုကိုတွေ့လိုက်ရပြီးတော့အထဲမှာနဂါးတွေအများကြီးရှိနေတာကိုတွေ့လိုက်ရပါတယ်။ ၎င်းတွေအားလုံးကတော့သူတို့ကိုမြင်ပြီးတော့ထွက်ပြေးသွားကြတဲ့အတွက်ကိုကော်ပါကသူတို့နိုင်ပြီဆိုပြီးတော့ကြေညာလိုက်ပါတယ်။ The Mellis Toe ကတော့ Tush Lak ကကြောက်နေတာကိုသတိထားမိသွားခဲ့ပြီးတော့တိုက်ပွဲကခုမှစတော့မယ်ဆိုတာကိုသိသွားခဲ့ပါတယ်။မြေကြီးကတုံ့လှုပ်လာခဲ့ပေမဲ့လို့အထက်ကနေအေယာမနဂါပြင်မာကထွက်လာခဲ့ပါတယ်။ ဘိုင်ကွင်းတွေကတော့သူတို့ရဲ့လက်နက်တွေနဲ့ကိုပြက်ခတ်ကြပေမဲ့လို့မထီရဘူးဖြစ်နေခဲ့ပါရင်အဲ့ဒါကြောင့်ဘိုင်ကွင်းတွေအလုံးကတင်မော်ရီစီကိုပြန်ပြေးလိုက်ကြပေမဲ့ဘယင်မာကတော့သူ့ရဲ့ရန်သူတွေမပြေးနိုင်အောင်လို့တင်မော်ရီကိုမိမို့လိုက်ပါရင်စတိုအင်းနဲ့သူ့ရဲ့လူတွေကတော့ထွက်ပြေးနေကြတော့တူရှလက်ကတော့မီးလောင်နေတဲ့တင်မော်ပေါ်မှာလွတ်အောင်လို့မနေကူမှစူးစမ်းနေခဲ့ပါရင်စတိုအင်းနဲ့ကော်ဘာတို့ကတော့တခြားတော့တင်မော်ရီထွက်ပြေးလို့ရအောင်လို့ပူပေါင်းလိုက်ကြပါရင်သူတို့ကတော့ငကားဘယင်မာကိုအာရုံလွှဲလိုက်ကြပြီးတော့တခြားသူတွေကိုထွက်ပြေးခိုင်းလိုက်ပါရင် သူတို့ရှုံးကန်နေမှာပဲဟစ်ကက်နဲ့သူ့ရဲ့ဖွဲ့ကငကားစီးပြီးတော့ရောက်လာခဲ့ကြပါရင်ဟစ်ကက်ကတော့သူနဲ့အန်စထရီတိုကတွစ်လက်ကိုကယ်ဖို့နီးလန့်ရှာနေတော့မှာပဲငကားပရင်မကိုအာယုံလွှဲထားပြီးဖို့သူ့ရဲ့တငယ်ချင်းတွေကိုအစီအစဉ်ခွဲပေးလိုက်ပါရင်ဟစ်ကက်နဲ့အန်စထရီတိုကတော့တွစ်လက်ကိုလိုက်ရှာနေရင်းနဲ့ပဲတွေ့တဲ့အခါမှာတော့ဟစ်ကက်ကအန်စထရီကိုတခြားသူတွေကိုတွားခဲ့ခိုင်းလိုက်ပြီးတော့တွစ်လက်ကိုသူ့ကယ်ထားမယ်ဆိုပြီးတော့ပြောလိုက်ခဲ့ပါရင်ဟစ်ကက်ကတော့တွစ်လက်ကိုချုံနောက်ထားတာတွေလွတ်အောင်လို့ဖြစ်ပေးတဲ့အချိန်မှာပဲသူ့ရဲ့တငယ်ချင်းတွေကငကားပရင်မကိုအာယုံလွှဲထားပေးနေခဲ့ပါရင် ။ငကားပြည်မှာကတော့ဒေါသထွက်ပြီးတော့တင်းမောက်ကိုရိုက်ချလိုက်တဲ့အတွက်ကိုမှဟိကက်နဲ့တူရှလက်တို့ကလည်းရေထဲကိုမှကြာသွားခဲ့ရပါပြီ။တူရှလက်ကလည်းချုပ်ခံထားရတာကနေကိုမလွတ်သေးတာကြောင့်ဟိကက်ကတော့သူ့စီကိုရောက်အောင်လို့ကူးသွားရင်းနဲ့ပဲကျိုးရည်ကိုဖြုတ်ပစ်နေခဲ့ပါပြီ။ဒါပေမဲ့ဟိကက်ကအသက်ရှူချက်ပြီးတော့မေလင်းမလို့ဖြစ်သွားတဲ့အတွက်ကိုမှစတိုအေးကတော့သူ့ကိုရေပေါ်ကိုဆွဲခေါ်လာခဲ့ပါပြီ။ပြီးတော့တဲ့နောက်မှာတော့စတိုအေးကရေထဲကိုပြန်ချသွားခဲ့ပြီးတော့တူရှလက်ကိုခြိထားတဲ့ဟာရီအားလုံးကိုလည်းဖြုတ်ပစ်လိုက်ပါတယ်။တူရှလက်ကလည်းစတိုအေးကိုခေါ်ပြီးတော့ရေဘော်ကိုပြန်တက်လာခဲ့ပါတယ်။ပြီးတော့ဟိကက်ကိုသူ့ဘော်ကိုတင်လိုက်ပြီးတော့တိုက်ပွဲတဲ့ကိုပြန်ဝင်ဖို့ကိုလိုလိုက်ပါတယ်။ သူတို့မပြန်တဲခင်မှာပဲစတိုအစ်ကသူ့ရဲ့သားကိုမယုံခဲမိတဲ့အတွက်ကိုတောင်းပန်ကြောင်းကိုပြောလိုက်ပါရင်အက်စထရီဒိုကတော့ဘယင်မဆာရာကိုခံနေရကန်ဒီမှာပဲဟစ်ကတ်ဒိုကတော့ရောက်ရှိလာခဲ့ပြီးတော့တူရှတ်ကတော့သူ့ရဲ့အပြင်းနဲ့အစွမ်းကိုမှုတ်ပြီးတော့ငကားဘယင်မကိုပါတိုက်ခိုက်လိုက်ပါရင် ။ Astra ကတော့ပြောကြသွားခဲ့ပြီးတော့ Tushlet ကသူ့ကိုကဲထုတ်ပေးလိုက်ခဲ့ပါရင်ပြီးတော့နောက်မှာတော့ Hicken နဲ့ Tushlet တို့ကငကားပင်မကိုလဲကြအောင်လို့တိုက်ခိုက်လိုက်တဲ့အတွက်ကိုငကားပင်မကလည်းဒေါသထွက်သွားခဲ့ပါရင်သူကတော့အတောင်ပံထုတ်ပြီးတော့ Tushlet တို့နောက်ကိုပြန်လိုက်သွားခဲ့ပါတော့တယ်။ Hicken ကတော့ Tushlet ကိုကောင်းကင်ပေါ်မှာတိမ်တွေကြတဲ့အထိကိုပြန်တက်ဖို့ကိုပြောလိုက်ပြီးတော့ငကားပင်မကလည်းသူ့နောက်ကိုလိုက်လာခဲ့ပါရင် Tushlet ကတော့သူ့ဆွမ်းအားကအပြင်းဆုံးနဲ့တိုက်ခိုက်လိုက်ပြီးတော့ Viking ကတော့အဲ့ဒီဆွမ်းအားတွေကိုအံ့ဩနေခဲ့ပါရင် ။ဗီယမာကတော့သူ့ကိုယ်သူကာကွယ်ဖို့အတွက်ကိုအနားမှာရှိသမျှအရာအလုံးကိုမီးမုတ်လိုက်ပြီးတော့တူရှလက်နဲ့အမေတို့တရှမ်းကလည်းမီးလောင်သွားခဲ့ရပါတယ်။တူရှလက်ကတော့တိတ်မပြန်နိုင်တော့တဲ့အတွက်ကိုအောက်ထီကိုမှပြန်လိုက်ခဲ့ပြီးတော့ငကားဗီယမာကိုသူတို့နောက်လိုက်အောင်လိုလိုလိုက်ခဲ့ပါတယ်။တူရှလက်ကတော့တိတ်မပြန်နိုင်တော့တဲ့ပြင်ငကားဗီယမာကလည်းသူတို့ကိုစားရောမလို့ကိုဖြစ်နေတာကြောင့်ဟက်ကက်ကတော့တူရှလက်ကိုငကားဗီယမာပစက်ထဲကိုစွန့်အားကိုပြစ်ထည့်ဖို့ကိုပြောလိုက်ပါတယ်။တူရှလက်ကတော့သူစွန့်အိမ်မီးလုံးကိုငကားဗီယမာပစက်ထဲကိုပြစ်ထည့်လိုက်တဲ့အတွက်ငကားဗီယမာကလည်းမပြန်နိုင်တော့ဘဲနဲ့မြေပြင်ထဲတိုက်ပြီးတော့ပောက်ကွဲမှုကြီးကဖြစ်ပေါ်သွားခဲ့ပါတယ်။ တွစ်လက်ကတော့မီလောင်ထဲကနေလွတ်အောင်လို့ပြန်တမ်းပေးမယ်လို့သူ့ရဲ့မိကမီလောင်ကျွမ်းသွားတာကြောင့်မပြန်နိုင်တော့ဘဲနဲ့အောက်ကိုချသွားခဲ့ရပါတယ်။ဟိကက်ကတော့သူ့ရဲ့ကိုဘော်ကနေကိုပြုတ်ချသွားတာကြောင့်တွစ်လက်တို့ကလည်းမီလောင်ထဲကိုခုန်ဆင်းခဲ့ပြီးတော့ဟိကက်ကိုကယ်တင်လိုက်ပါတယ်။ အားလုံးပြီးဆုံးသွားတဲ့နောက်မှာတော့ Stoic ကတော့သူ့ရဲ့သားကိုလိုက်ရှာလိုက်ပြီးတော့ Hickett ကိုမတွေ့ဘဲနဲ့ Touchdown ကိုပဲလဲကျနေတာကိုတွေ့လိုက်ရတာကြောင့် Hickett တည်ပြီးဆိုပြီးတော့ထင်သွားခဲ့ပါတယ်။သူကတော့ Hickett ကိုတောင်းပန်လိုက်ပြီးတော့ Touchdown ကိုလည်းသူ့ကိုခွင့်လွှတ်ပေးဖို့ဆိုပြီးတော့ပြောလိုက်ပါတယ်။အဲဒီအချိန်မှာပဲ Touchdown ကသူ့တောင်းတချမ်းကိုဖျက်ပြလိုက်ပြီးတော့ Hickett ကတော့ Touchdown ထဲမှာတတိမိနေတာကိုတွေ့လိုက်ပါတယ်။ Touchdown ကျေးဇူးကြောင့် Hickett ကလည်းအသက်ရှင်သွားခဲ့ရပါတယ်။ Hickett နိုးလာတဲ့အခါမှာတော့သူ့ရဲ့ဘေးနားမှာ Touchdown ကိုတွေ့လိုက်ရပြီးတော့အံ့ဩသွားခဲ့ရပါတယ်။ ဟဲကကတော့သူ့ဝိင်ထဲမှာတွစ်လက်ရောင်းနေတဲ့အတွက်ကိုအံ့ဩခဲ့ပြီးတော့သူ့ရဲ့ဖေတွေ့ရင်တွစ်လက်ကိုတတ်မှဆိုရင်သွားခဲ့ပါ යි ။ဟဲကကတော့ထားလိုက်တဲ့ခါမှာတော့ပြုတ်ကျသွားတဲ့ရှင်ကြောင့်သူ့ရဲ့ခြေထောက်တစ်ဖက်ဆုံးရှုံးသွားတာကိုဝမ်းနဲ့ဆော်နဲ့ကိုတိလိုက်ရပါ යි ။ဟဲကကတော့တွစ်လက်ကိုအမိပြုတ်ပြီးတော့အိမ်ငကားဖွင့်လိုက်တဲ့ခါမှာတော့အိမ်မက်ဆိုးငကားကိုတွေးလိုက်ရတဲ့အတွက်ကိုကြောက်ပြီးတော့တွစ်လက်ကိုလည်းပုံနေဖို့ကိုပြောလိုက်ပါ යි ။ဒါပေမဲ့လေသူကတက်တိမွေးပြီးတော့တကားကိုထပ်ဖွင့်လိုက်တဲ့ခါမှာတော့အပြင်ကနေမြင်ကွင်းတွေကြောင်းသူ့ရဲ့မျက်လုံးကိုသူတော်မှမယုံနိုင်ဖြစ်သွားခဲ့ရပါဘူး။ရွာတွေကသူတွေအားလုံးကလည်းငကားတွေကိုသူတို့မိသားစုလိုပဲရှင်တွဲနေထိုင်ကြတာကိုတွေ့လိုက်ရပါဘူး။ ဟေကာကတော့စကန်ပိုင်းလောက်လေကတူတည်သွားပြီဆိုပြီးတော့ထင်လိုက်ပေမဲ့လို့သူ့ရဲ့ဖေကိုတွေ့သွားတဲ့အခါမှာတော့သူမြင်နေရတာတွေကတကယ်ဆိုတာကိုသိသွားခဲ့ပါတယ်။ဟေကာကတော့နှစ်ထောင်ပေါင်းများစွာကိုတိုက်ခိုက်ခံရတဲ့တိုက်ပွဲကြီးကိုသူ့အဆုံးတတ်နိုင်ခဲ့ပြီဆိုတာကိုနားလည်သွားခဲ့ပါတယ်။ ရှာသားတွေအားလုံးကတော့ဟိကက်နိုးလာတဲ့အတွက်ကိုလာကြည့်လိုက်ကြပါမယ်လို့ခေါ်ပါကတော့ဟိကက်အတွက်ကိုသူ့လုထားပေးခဲ့တဲ့ခြေတူအကြောင်းကိုပြပြလိုက်ပါအခုတော့ဟိကက်ကတော့တကယ်ကိုဘိုင်ကင်အစ်စ်တွေလိုမျိုးဒဏ်ရာတစ်ခုရှိသွားပြီလေဖြစ်ပါအဲ့ဒီချိန်မှာပဲအက်စ်ထရစ်ကလည်းသူ့ကိုနှမ်းလိုက်ပါပြီးတော့တဲ့နောက်မှာတော့ခေါ်ပါကဟိကက်ကိုသူ့ထူးရှလက်အတွက်ကိုလုထားတဲ့အမီတူအစ်စ်ကိုပေးလိုက်ပြီးတော့တကယ်ချင်းနှစ်ယောက်ကတော့ပြန်တန်းဖို့ကိုလုလိုက်ကြပါအခုတော့သူတို့ကတယောက်တည်းကိုမဟုတ်တော့ဘဲနဲ့လူသားတွေနဲ့ငကားတွေရဲ့ငင်းငံမှုအစကိုရရှိလာကြပြီလေဖြစ်ပါရင်ဒီနေရာလေးမှာပဲကျွန်တော်တို့ရဲ့တင်ဆက်မှုကလည်းပြီးဆုံးသွားရပါတယ်ခင်ဗျာ။ အခုလိုမျိုး animation စကားကောင်းလေးတွေကိုစဉ်စဉ်မပြတ်ကိုကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်ရဲ့ Magic Minute Channel လေးကိုလည်း like and subscribe လေးတွေလုပ်ထားပေးကြပါအောင်နော်။ခေတ္တဆိုရင်နောက်တနေ့တွေမှာစကားကောင်းတွေနဲ့တူတူပြန်လည်တွေ့ဆုံကြပါစို့လားခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။